မင်္ဂလာပါပရိသတ်တို့ပရိသတ်တို့ကျမတို့တွေဟာလေရင်တွေဆိုရင်တော့ကြီးမားပြီးတော့လူတော်များကိုတင်ဆောင်နိုင်မှာကောင်းမွန်တဲ့လေရင်တစ်စီးဖြစ်တယ်လို့ယုံကြည်ထားကြပါတယ်။ဒါပေမဲ့ကဘာပေါ်မှာတင်းငယ်ပြီးတော့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေကိုပဲတုံးကဆောက်လုပ်ထားတဲ့တကယ့်လေရင်တွေလည်းရှိနေပါသေးတယ်။ဒီလေရင်တွေဟာထူးခြားပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ပြန်သဲမှုတွေ့ကြုံကိုပေးဆွနိုင်ပါတယ်။အဲ့တော့ဒီဗီဒီယိုထဲမှာတော့ကဘာပေါ်ကအသေးဆုံးအိမ်လုပ်လေရင်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်လေး SpaceX SD1 Mini Sport တက်စပေး HD1 mini sport layer ပေါ်ပါပြီးတော့ထိုင်ကိုတစ်ခုတည်းသာပါရှိတဲ့ layer ဖြစ်က Chess Company တစ်ခုဖြစ်တဲ့ Space X ကနေဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။တခါမှ layer တိစားမှုတွေ့ကြုံရှိတဲ့သူတွေကဒီ layer ကိုစုပေါင်းဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ဒီ layer ကိုတက်ဆင်ပြီးသားကရိယာတွေဖြစ်ရောင်းချခဲ့တာပါ။ဒီ layer ဟာ Skycrab လေယာဉ်မျိုးစားအနည်းငယ်သာထုတ်လုပ်တဲ့အမေရိကန်နိုင်ငံမှာနာမည်ကြီးပါရီ။ဒါပေမဲ့ကန်ဆိုးစားပြီး2019ခုနှစ်မှာတော့ Skycrab လေယာဉ်တွေဟာဈေးကွက်ကနေပြီးတော့ထုတ်ခံခဲ့ရပါရီ။ DHT1 လေယာဉ်မှာတိုတောင်းနဲ့အတောင်ပံတွေတက်ဆင်ထားပြီးတော့တယောက်စာလေယာဉ်ထိုင်ခန်းနဲ့သူ့ရဲ့မိရာလေးချုံးမပြောင်းလက်ခါပေါ်ပါပါရီ။ ရသောအပြင်ဒီလေးရေနေကုန်မြင်းကောင်ရေ24ကောင်ကနေ90ကောင်တွင်ရှိတဲ့အင်ဂျင်တွေတက်ဆင်မောင်းနေပါတယ်။2015ခုနှစ်ရောက်မှာ DHG1 လေယာဉ်စင်းရေ133စင်းအထိကမ္ဘာနယ်ပြောင်းကိုရောင်းချခဲ့ပါတယ်။ဒီလေးရေတွေကမှ42စင်းကိုတော့ယနေ့အထိမောင်းနေတော့ပြုနေဆဲဖြစ်ပါတယ်။နံပါတ်1 Airbyte Utralite အဲ့ဒီလေရင်တွေကအိမ်တို့လေရင်တွေပဲမှာအချီးကျူးခံရဆုံးသောလေရင်ဖြစ်ပါတယ်။ဒီလေရင်တွေကိုမူလဝင်းနိုင်းစင်ကုမ္ပဏီကနေပြီးတော့ဖန်တီးခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာတော့မှတ်ပုံတည်ပြဿနာတွေကြောင့် Aisan Aircraft လို့အမည်ပြန်ပေးထားပါတယ်။ဒီတွေတခြားမှာဒီ Airbike တွေကိုပို့ပို့ပြီးတော့ကောင်းလာစေပြီးတော့အဆင့်မြင့်တင်မှုတွေပြုလုပ်ခဲ့ပြီးတော့အတေကထူးခြားတဲ့အရာတခုကတော့ပဲ့တဲ့ချင်းင်းနဲ့အမိထောင်လို့ဖြစ်ပါရင်လေရင်မောင်းနေစဉ်အတွဲမှာခြေကျော်မကျသွားဖို့ချင်းင်းကိုတက်စင်တာပြပြီးတော့မြင်းကောင်ရီအား40ရှိတဲ့အသင်း002အင်ဂျင်တက်စင်ထားပါရင်အင်ဂျင်ရဲ့လှုပ်ဆောင်ချက်ကိုမောင်းနေစဉ်အတွဲမှာကြည့်ရှုနိုင်တဲ့ အင်ဂျင်ထရက်ကင်းပေါ်ဖော်မန့်ပါဝင်တဲ့ပြင်ရေဒီယိုနဲ့အလင်းရောင်ဖွင့်ဖို့အတွက်ဘက်တရီသေးစားတစ်ခုလည်းပါဝင်ပါတယ်ဒီလိုရ315ပေါင်၄ချိန်ရှိပြီးတော့စီအလေးချိန်၁၀ကာလန်အထိသေဆောင်နိုင်ပါတယ်စီတစ်ခါဖြည့်တိုင်းမိုင်ပေါင်၁၈၀လောက်ထိကိုပြန်တမ်းမောင်းနေနိုင်တာပါဒီလိုရချားလျင်နေမပေးနိုင်တဲ့ပြန်တမ်းမှုအတွေ့အကြုံကိုပေးဆွဲနိုင်ပါတယ်နံပါတ်၄ State SA2A Sky Baby ဒီလေရတိဆောက်ခဲ့သမျှထဲမှာအကြောကြားဆုံးအသိစားလည်နေတဲ့ကတစ်ခုဖြစ်ပါရီ1952ခုနှစ်မှာ Race တိလို့ခေါ်တဲ့ဒုတိယကမ္ဘာစစ်တွေပိုင်လော့တအုပ်ဖြစ်တဲ့ပြေ ပါရမီရှိတဲ့စက်မှုသမားတယောက်ဟာအခြားပိုင်လော့ကိုသူဟာကမ္ဘာပေါ်မှာအသေးဆုံးလူတင်လေရင်ကိုတိစောက်နိုင်တယ်ဆိုပြီးတော့စိန်ခေါ်ခဲ့ပါရီကယ်လီဖိုးနီးယားပြည်နယ်ရဲ့မြေပေးမှာစတစ်ဟာ SA2A Sky Baby ကိုတိစောက်ခဲ့ပါရီဒီလေရင်လေးရဲ့ကိုယ်တဲကိုစတီးပြူတွေနဲ့ဂေးအဆက်တိစောက်ထားခဲ့ပြီးလီတိုးရီတန်ကိုခံနိုင်ဖို့အဲ့ဂေးအဆက်ပေါ်မှာထူထပ်တဲ့ပိတ်စရီနဲ့ကာထားခဲ့ပါရီ ဒီလိုရင်အင်ဂျင်ကိုတော့အရင်ကတည်ရှိပြီးသားမြင်းကောင်ရဲ့132ကောင်အားအင်ဂျင်ကိုပြုပြင်ပြန်လည်ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။1952ခုနှစ်အေဗီလာမှာပထမဆုံးစတင်ပြန်တန်းခဲ့ပြီးတော့စတင်ဟာ Robert H. Stone ဆိုတဲ့ကျွမ်းကျင် pilot ဦးကိုမောင်းနှင်စေခဲ့ပါရီ။ Stone အမြင့်ဆုံးအလင်းတနားီကို185ထီချောင်းအောင်မောင်းနှင်ပြခဲ့ပါရီ။ဒီလေရင်ဟာအခုလေးမြမြန်နဲ့မောင်းနှင်နိုင်ခဲ့ပေမဲ့ကျဉ်ကျက်တဲ့လေရင်မောင်းနှင်ခံကြောင်းမလို့အတော်လေးမောင်းရခက်ပါရီ။ဒီလေရင်ကို25နာရီကြာမောင်းနှင်ခဲ့ပြီး1952ခုနှစ်အောက်တိုဘာမှာမောင်းနှင်ခြင်းရနာခဲ့ပါရီ။နောက်ပိုင်းမှာတော့ဒီလေရင်လေးကို Virginia ကပြပြဆိုင်ရာအာကာသနဲ့လေကြောင်းပြတိုက်ထဲကိုလူတန်းခဲ့ပါရီ။နံပါတ်1 Tipsy Nipa T66 တစ်စပီနေပါ T616 လေးဟာတင်းငယ်ပေမဲ့သမိုင်းချောင်းနေများစွာရှိခဲ့တဲ့လေယာဉ်ဖြစ်ပါတယ်ဒီလေယာဉ်ကိုရွှေရှင်ဘုံနဲ့အရေးသွေးကောင်းမှုဖို့အဓိကဦးစားပေးက1952ခုနှစ် NS Oscar Tip ကဖန်တီးခဲ့တာပါဒီနှစ်ပတ်လေယာဉ်ကိုပြန်တမ်းရလွယ်ကူအောင်ဝယ်ယူဖို့တက်နိုင်အောင်နဲ့ထိမ့်သိမ့်စေတတအောင်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတာပါ အားနဲ့ဆောင်သူရဲ့ပထမဆုံးမြေဦးလေးနဲ့ရှားတဲ့နာမည်ကိုဆွဲပြုတ်ပြီးတော့ဒီလေရင်ကိုဒဲနစ်ပါလို့နာမည်ပေးခဲ့ပါရီ1958ခုနှစ်ဒီဇင်ဘာ12ရက်နေ့မှာစတင်စမ်းသပ်ပြန်တန်းခဲ့ပြီးတော့သူ့ရဲ့ရေသွေးကောင်းမွန်မှုကြောင့်မြင်မြန်ဆက်ဆက်မဲနာမည်ကြီးလာခဲ့ပါရီဒီလေရင်ဟာခေါမိုးဖွင့်ထိုင်ကုန်ခန်းနဲ့ချုံမှုပြောင်းလဲတဲ့ဒီဇိုင်းကိုအသုံးပြုထားပြီးတော့15ပေသာရှည်လျားပါရီသူ့ရဲ့တောင်မဲတွေကတော့19.8ပေရှည်လျားပါရီဒီလေရင်ဟာ 249မိုင်ကနေ448မိုင်အထိကိုပြန်တမ်းမောင်းနေနိုင်ပါတယ်။လင်းရဲကိုတဲကစတီးပေါင်တွေနဲ့တိဆောက်ထားကတောင်ပံတွေနဲ့အမီးကိုတော့ပိတ်ဆော့တွေနဲ့တက်သားတွေရောပြီးတော့အသုံးပြုထားတာဖြစ်ပါတယ်။ဒီလေရ165 kg သာအလေးချိန်ရှိပြီးတော့အစောပိုင်းမော်ရဲတွေကိုတော့မြင်းကောင်ကြီးအား40ရှိတဲ့ Boscon engine တွေနဲ့တက်ဆင်မောင်းနေပါရီနောက်ထပ်နေပါလင်းရဲ့တစ်တွေဆိုရင်တော့မြင်းကောင်ရီအား85ရှိတဲ့ Chabiyu 2200 engine တွေတက်ဆင်ထားတာဖြစ်ပါရီ1959ခုနှစ်နဲ့1962ခုကြားမှာ AVN company ဟာတက်ဆင်ပြီးသားနေပယ်လင်း59ဆင်းနဲ့မတက်ဆင်ရသေးတဲ့နေပယ်လင်း88ဆင်းတို့ကိုရောင်းချခဲ့ပါရီ2019ခုနှစ်မှာတော့ VT နိုင်ငံမှာမှတ်ပုံတင်ပြီးသားနေပယ်လင်း16ဆင်းကျန်ရှိနေပါသေးတယ်ကဲပရိသတ်တို့ရဲ့ဒီဗီဒီယိုထဲမှာတော့ကဘာပေါ်ကအသေးဆုံးလင်းရင်းတွေအကြောင်းကိုတင်ဆက်ပေးကြတာပဲဖြစ်ပါရီပရိသတ်တို့ ော့ခုလေနေတဲ့ကဘယ်စင်းကိုပိုင်ဆိုင်ကြမှာတလေကို့မှာရှိခဲ့ရင်ရောကိုရိုင်းလေးရဲ့မောင်းကြည့်ကြရရဲ့လားပရိသတ်တို့ရဲ့ထင်းမြင်ချက်လေးတွေကိုလည်းကို့မှာမှာရေးခဲ့ပေးပါအောင်ရှင်